မင်္ဂလာပါဖူဘောပရီဗျူးချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ ဒီနေ့ကတော့ဒါချာတာပီးနေပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ဒါပရီးမီးယားလိဂ်ကတခြားထိပ်သီးလိဂ်ပွဲစဉ်တွေရောဒီနေ့ညမှာကစားဖို့ရှိရပေါ့နော်အဲ့တော့ဒီနေ့ကစားမဲ့ပွဲစဉ်တွေတရားနေပြီးတော့မှဒီပရီးမီးယားလိဂ်တစ်ပွဲရေယူရိုပါလိဂ်နှစ်ပွဲရေဟိုဒီနေ့ဗီဒီယိုမှာကြိုပြီးအသုံးသပေးပါပေါ့နော်အဲ့တော့လက်ကျန်ပွဲစဉ်တွေရေအသုံးသချက်တွေကိုကျွန်တော်ရဲ့ Telegram Channel မှာတင်ပေးရပေါ့အဲ့တော့ Telegram Channel ကို join ကြည့်နေဆိုလို့ရှိရင်ဒီဗီဒီယိုအောက်က comment မှာဒီ Telegram Channel link ကိုချပေးရပေါ့နော်ဝင်ပြီးတော့ join ထားလို့ရတယ်ပေါ့အဲ့တော့ဟိုဒီနေ့ညရဲ့ဒါပထမအောင်ဆုံးပွဲစဉ်ကဒီနေ့ညဒါ ညတနားရီမှာကစားမဲ့ပရီးမီးယားလီဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီ Nottingham Forest နဲ့ Brentford ပေါ့နော်အဲ့ပွဲစဉ်ကြီးဦးကျွန်တော်ပြန်ကြည့် Nottingham Forest ကသေချာရင်ပြန်90ရှုံဝဲပြီးတော့9ပေါင်းနေနေဆိုလို့ရှင်3ကိုသွင်းရင်ပြ60ရောက်မှာပေါ့နော်အဲ့တော့ Nottingham Forest ကလက်ရှိမှာဆိုလို့ရှင်အဆင့်6နေရာမှာရှိနေပြီမဲ့ဒီနေ့ပွဲစဉ်ကတို့အနိုင်ကစားနိုင်ရဲမယ်ဆိုလို့ရှင်အဆင့်3နေရာထိတို့တို့ဝင်ဝင်အဲတလန်းတော့မှာဖြစ်ပြီးတော့ချန်ပီယံလိဝင်ဝင်အတွက်ဆိုလို့ရှင်အလားအလာပို့ပြီးတော့ကောင်းတော့မှာဖြစ်တယ်ပေါ့နော်ဒီတစ်ပတ်က Brentford ကတော့နောက်ပိုင်းပွဲစဉ်နေမှာဆိုလို့ရှင် သူတို့တက်တောင်းတက်တာကစားမှဖြစ်ပြီးတော့သူတို့တို့ရဲ့လက်ရှိမှာဥရောပဝင်ဝင်အတွက်လည်းခွင့်ရမရှိတော့ဖြစ်တဲ့အတွက်ကြောင့်ဒီဖြန့်မြင်းအသိအသိဖြစ်တာနောက်ပိုင်းပွဲစဉ်တွေမှာ ကစားသွားမှာဖြစ်တယ်ဗောနအဲ့တော့လက်ရှိ Premier League မှာဆိုလို့ရှိရင်ဒါ Champion ဖြစ်မဲ့ဖြစ်ခဲ့တဲ့အသင်းကလည်းပေါ်ထွက်ခဲ့ပြီဖြစ်လို့တန်းစင်းရမယ့်အသင်း၃နည်းကလည်းထပ်ပေါ်ထားခဲ့ပြီဖြစ်တာကြောင့်လက်ကျန်ပွဲစဉ်တွေမှာဆိုလို့ရှိရင်ဥရောပဝင်ခွင့်အတွက်ပြန်ဆိုင်မှုတွေကိုလည်းမြင်တွေ့ရဖို့ရှိတယ်ဗောနအဲ့တော့လက်ရှိမှာဆိုလို့ရှိရင်ဥရောပဝင်ခွင့်ထောက်နေရအတွက်ဆိုလို့ရှိရင်အသင်း၈သင်းကအခွင့်အရေးရှိနေတယ်ဒါကြောင့်ဥရောပဝင်ခွင့်အတွက်ရှင်ပြိုင်နေကြတဲ့အသင်းတွေရဲ့ပွဲစဉ်တွေကအကျိန်းနဲ့ရှိလာနိုင်တယ်ဗောနအဲ့တော့ဒီနေ့မှာလည်းပြန်လည်တွင်းကိုရှိမယ်လို့မျှော်လင့်နေဗောနအဲ့တော့ဒီနေ့တင်းရဲ့နောက်ဆုံးထိတဲ့တွေ့ဆုံခဲ့တဲ့ငါးကြိမ်ကိုကျွန်တော်ပြန်ကြည့်နိုင်မှာဆို ရှင်လည်း၃ချိန်ကကိုးပေါ်ခဲ့တယ်ပြီးတော့ Nottingham Forest ရဲ့ Premier League နောက်ဆုံး၅ပွဲမှာဆိုလို့ရှင်လည်း၃ပွဲကအပြန်လဲနှစ်သင်းပေါင်းသင်းကို၂ဂိုးထပ်ပို့ပြီးတော့များပြားခဲ့တယ်ပေါ့နော်ပြီးတော့ Brentford ရဲ့ Premier League နောက်ဆုံး၅ပွဲမှာဆိုလို့ရှင်လည်း၄ပွဲကနှစ်သင်းပေါင်းသင်းကို၂ဂိုးထပ်ပို့များခဲ့တယ်ပြီးတော့ဒီနှစ်သင်းလုံးရဲ့ထိတဲ့လူဆောင်ခဲ့နောက်ဆုံး၇ချိန်မှာဆိုလို့ရှင်လည်း၆ချိန်ကဒီ Bolton Lions ကိုရဆိုလို့ရှင် ESP ခဲ့ပြီးတော့အပြန်လဲသင်းကိုရှိခဲ့တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာဒီနှစ်သင်းပေါင်းဒီသင်းကို၃ဂိုးတော့တော့အနည်းဆုံးမျောလင်းလို့ရနိုင်ပေါ့နော်အဲ့တော့၃ဂိုးသင်းရင်ပြား60ရမယ်ဆိုလို့ကိုပေါင်း ြေးတစ်ခုမှာဒါပရမောက်တော့အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ကိုပေါ်ရွေးချယ်ပေးခြင်းနဲ့ပေါ့အဲ့တော့ဒီနေ့ညရဲ့ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ညဒါတနိုင်ပွဲမှာပဲကစားမယ်ရှီလိုပါလိ ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီစပါးနဲ့ကိုတိုကလေးပေါ့နော်အဲပွဲစဉ်ရဲ့အခြေအူကျွန်တော်ပြန်ကြည့်စပါးက9ကိုသွင်း85ပြားရမယ်ပြီးတော့9ပေါင်းနေနေဆိုလို့ရှိရင်3ကိုသွင်း35ပြားရှုံးမယ်ပေါ့နော်အဲအဲ့တော့စပါးကဒီဟာဒီပရီးမီးယားလိမှာအခြေတော်တော်လေးကိုအခြေအနေတော်တော်လေးကိုစိုးနေပြီမဲ့ဂျီလိုပါလိမှာတော့သူတို့တော်တော်လေးကိုရလက်တွေကောင်းနေတယ်လက်ရှိမှာဆီမီဖိုင်နယ်ထိတောက်ရှိခဲ့ပြီဖြစ်လို့ဗိုလ်လူဝဲကိုရောက်ဖို့လည်းရခိုင်နှုန်းအဖြစ်အားကောင်းနေတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာသူတို့ရင်ဆိုင်ကားမဲ့ဗိုလ်လူကလင်းကပြောရမယ့်ဆိုလို့ရှိရင်ယူရိုပါလိရဲ့ဆီမီဖိုင်နယ်ကိုပရမတ်ဆုံးရောက်လာတဲ့နော်ဝေးကလပ်အသင်းတစ်သင်းဖြစ်တယ်ပေါ့ နော်ဒီပြီးခဲ့တဲ့ရှုံးတော့အဆင်မှာဆိုလို့ရှိရင်သူလာဒီယိုနဲ့ကစားတယ်ပလန်ဒီအဆုံးဖြတ်နဲ့အနိုင်ယူခဲ့ပြီးတော့သူတို့ semi final ကိုတလန်းလာနိုင်ခဲ့တာဖြစ်တယ်ဒါပေမဲ့ဒီဒီချိန်မှာတော့ဒီစပါးကိုကြောပြီးတော့သူဘောလူဝဲကိုရောက်ဖို့ဆိုတော့ဒါသူတို့အတင်းတော့ခက်ခဲနိုင်တယ်ပေါ့နော်ဒါပေမဲ့လို့ဘိုဒိုကလင်းရဲ့ယူလိုဝါလီနောက်ဆုံး14ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်17ပွဲက သူတို့ရဲ့တိုက်စစ်ကအလုံးဖြစ်ခဲ့ပြီးတော့အတွင်းကိုတွေတရားကိုတွင်းခဲ့တာကိုတွေ့ရတယ်။ပြီးတော့စပားရဲ့ပြိုင်ပွဲဆုံးနောက်ဆုံး73ဝန်းမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ခန်းစစ်ကကလင်းရှိရခဲ့တာတပွဲပဲရှိရပါတော့။ပြီးတော့စပားရဲ့ဒီယာဒီယူရိုဘာလီ72ပွဲမှာဆိုလို့ရှိရင်လည်း6ပွဲကပြန်လည်တွင်းကိုတွေရှိခဲ့တယ်။ပြီးတော့ဒီ9ပွဲကလည်းနှစ်သင်းပေါင်းတွင်းကို3ကိုတွေရောက်ခဲ့တယ်ပေါ့နော်။ပြီးတော့ပိုတိုဂလင်းရဲ့ဒီယာဒီယူရိုဘာ ဥရောပအပွဲတွေ14ပွဲမှာဆိုလို့ရှိရင်10ပွဲကအပြန်လည်တွင်ကိုရှိခဲ့တယ်ပြီးတော့17ပွဲကလည်းနှစ်သင်းပေါင်းတွင်ကိုအနည်းတွင်ကိုအနည်းဆုံး3ခုနဲ့ထပ်မှရှိခဲ့တယ်ပေါ့နော်သူတို့ဒီစပါကောပိုတိုဂီလင်ရောနှစ်သင်းလုံးကဒီရာဒီသူတို့ရဲ့ယူရိုပါလိပွဲစဉ်တွေမှာဆိုလို့ရှိရင်သူတို့ရဲ့တိုက်စစ်ကဂိုးမသိန်းနိုင်ရတာအစုစုပေါင်းတပွဲပဲရှိခဲ့တယ်ဂျန်နယ်ပွဲစဉ်အကုန်လုံးနှစ်သင်းလုံးရဲ့တိုက်စစ်ကလုံးဖြစ်ခဲ့အောင်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာဒါ5ပေါင်းကြီး3ခုတွင်35ပြားရှုံးမယ်ဆိုတော့ဂျီတခုမှာကျွန်တော်အနေနဲ့နှစ်သင်းပေါင်းတွင်ကိုရှိလိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒါ တိယမြောက်ပွဲစဉ်မှာတော့ကျွန်တော်9ပေါ်ပဲထပ်ပြီးတော့ရွေးချယ်ပေးမှာပေါ့အဲ့တော့ဒီနေ့ညရဲ့ဒါနောက်ထပ်နောက်ဆုံးပွဲစဉ်တစ်ပွဲကဒီနေ့ညတနင်္ဂနွေမှာပဲကစားမယ်ပြီးပါဦးနဲ့မန်ချက်စတာယူနိုက်တက်ပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးအကျယ်ကိုကျွန်တော်ပြန်ကြည့်ပြီးပါဦးက level 60ရှုံမယ်ပြီးတော့9ပေါင်းနေနေဆိုလို့ရှိရင်9ကိုသွင်းရင်25ပြားရှုံမယ်ပေါ့နော်အဲ့တော့ဒီရာဒီ Europa League မှာဆိုလို့ရှိရင်ပြီးပါဦးကသူတို့ရဲ့အိမ်ကွေးမှာကစားခဲ့တဲ့6ပွဲမှာ6ပွဲလုံးအနိုင်ကစားထားတယ်မန်ချက်စတာယူနိုက်တက်အနေနဲ့ကျတော့လေသူတို့ကစားခဲ့တဲ့အာနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်မိနစ်60အတွင်းမှာအနိုင်ရခဲ့တဲ့ပွဲကတစ်ပွဲမှမရှိခဲ့ဘူးပေါ့နော်ပြီးတော့ ့ဘီဘောင်ကသူတို့ကစားခဲ့တဲ့ပြိုင်ပွဲဆုံးအင်ကွင်းနောက်ဆုံး၉ပွဲမှာဆိုလို့ရှိရင်၇ပွဲနိုင်ငယ်၂ပွဲတည်းကြားတယ်။လုံးဝရှုံးပွဲမရှိခဲ့ကစားထားတယ်။ဘယ်တော့မန်ချက်စတာယူနိုက်တက်ကကျတော့ပြိုင်ပွဲဆုံးဝေးကွင်းနောက်ဆုံး၈ပွဲမှာဆိုလို့ရှိရင်၇ပွဲကဒီ through အနေနဲ့နိုင်ဝဲမရထားခဲ့တာကိုတွေ့ရတယ်။ဘောနော်အဲ့တော့ United ကပြောမယ်ဆိုလို့ရှိရင် Premier League မှာတော်တော်လေးကိုရှုံးကန်နေရပေမဲ့ဥရောပမှာတော့သူတို့ပုံစံကောင်းတချို့ပြတ်သားထားနိုင်ရတယ်။အပြင်မှာလို့တစ်ဖက်ကဘီဘာဟိုရဲ့ဒီရဒီအင်ဝင်းဆက်ဆောင်ယူကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုအားရစရာကောင်းတယ်ဘောနော်။အဲ့တော့ဒီနေ့အင်ဝင်းမှာလည်းဒါဘီဘာဟိုအနေနဲ့ ဒါအိမ်ဝင်အားသာကြံတဲ့လူ United ကိုအနိုင်ကစားနိုင်လိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဗောနပြီးတော့ဒါဒုတိယကြောအုပ်ထုတ်ဖို့မှာသွားကန်ရမယ်ပွဲစဉ်မထိုင်ခင်မှာလည်းသူတို့အခွင့်အရေးတွေရတဲ့လောက်ယူလာလိမ့်မယ်လို့ထင်တယ်အဲ့တော့ဒီသေးချင်ပြား60ပဲရှုံးမဲ့ဘီဘာကိုဒီနေ့ပွဲမှာပို့သွားကြရဗောနဘီဘာကို United ကိုဝမ်းစီတူးစီလောက်တော့အနိုင်ကစားနိုင်လိမ့်မယ်လို့လည်းထင်တယ်ဗောနအဲ့တော့နောက်ဆုံးပွဲစဉ်မှာတော့ကျွန်တော်ဘီဘာကိုရွေးချယ်ပေးမယ်ဗော အဲ့တော့ဒီနေ့ပွဲစဉ်ရဲ့ဒါရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့ညီကိုတို့ရဲ့အမြင်တွေကိုလည်းဒီဗီဒီယိုအောက်က comment မှာဝင်ပြီးတော့ရေးသွားပေးသွားလို့ရတယ်ပြီးတော့ဒီနေ့ဗီဒီယိုကညီကိုတို့အတွက်ဒါအထောက်အကူပြုခဲ့မယ်ဆိုလို့ရှင်လဲဒီ channel လေးကို like and share နဲ့ဒီ subscribe လေးလုပ်ပြီးသွားလို့ရတယ်ဗောနော်